မင်္ဂလာပါရှင်မက်လ20ရက်ကျသားပြည်နေ့အတွက်ရှင်ခေါ်ရဲ့လှလှရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးတွင် AA စီးပွားရေးတာဝန်ခံဦးဆောင်တဲ့မွေးရစေဝါကိုင်းအားဝေချက်96ဘီလီယံကျော်တန်ဖိုးရှိ Ice Mass Everdelin 3နံကျော်နဲ့အတူဖန်စီရမိတဲ့သတင်း။ မိုးရဲဆေးဝါးဒါစိနှိမ့်နေရေရတက်ဖွဲမှာတပ်ဖွဲ့ဝင်များပါဝင်သောပူပေါင်းဖွဲဟာမက်ရှလာ16ရက်ည9နာရီခွဲချိန်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တေတောင်ပိုင်းမြို့နယ်144ရပ်ကွက်စင်ပြေရှင်လန်းအမှတ်546 540ရှိကိုရောင်အားတရင်အရာဝင်းရောက်ရှာဖွေရာတန်လွင် ဝေရအောင်ခေါ်သားဤတန်ကောင်းဆက်ခေါ်ပေါင်ချင်းရဲရင်နိုင်လှတန်ဦးခေါ်ရာကုတု9ဦးအား ice mathematics တိရသမ2တန်း Toyota Hilux ရင်တစီ Toyota Land Cruiser ရင်တစီနဲ့ Mercedes-Benz ရင်တစီတို့နဲ့အတူဖန်စီရမည်ကြောင်းသိရပါဗယ်စစ်စေးဖော်ထုတ်ချက်အရဝင်းဆက်တရက်ခန်းများနဲ့စုစုပေါင်းထေသကာလတန်ဖိုးငွေချက်66.625ဘီလီယံတန်ဖိုးရှိ Ice Methamphetamine 3.465တန်နဲ့ Ketamine 200ကီလိုတို့ကိုဖန်စီရမည်ကြောင်းသိရပါဗယ် အဆိုပါစိတ်ပြောင်းစေဝါများကိုမလေးရှားပင်လယ်ရေပြင်သို့ခြေဆက်ပို့ဆောင်ရောင်းချရန်စီမံခန့်ခွဲသူမှာ AA စီးပွားရေးတာဝန်ခံရေဝင်ခေါ်ကျော်စိုးလင်းနဲ့၎င်းရဲ့ဇနီးဖြစ်သူရွှေကောင်းသာဆက်လေးပိုင်ရှင်မတ်တီရာမြင့်တို့ဖြစ်ကြောင်း၎င်းတို့ဟာတန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်မြို့တို့တွင် မော်တော်ယာဉ်ဂိတ်များဖွဲ့လေက၎င်းတို့ပိုင်းခီးသည်တင်မှန်လုံက16စီးဖြင့်တည်ယူပို့ဆောင်ရေးလုပ်ငန်းများလုပ်ကိုင်းလျက်ရှိကြောင်းသိရတဲ့အတွက် ၎င်းတို့အားမိုးရေစေဝါနှင့်စေကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီးမိုးရေစေဝါတည်ဆောင်ရောင်းဝယ်ရမှရရှိတဲ့ငွေကြေးအကျိုးအမြတ်များပိုင်ဆိုင်မှုများကိုပြည်သူ့ဘဏ္ဍာအဖြစ်သိစေနိုင်ရေးအတွက်ငွေကြေးခွာခြားမှုတိုက်ဖြည်းဥပဒေဖြင့်ဆက်လက်အရေးယူနိုင်ရေးဆောင်ရည်ရရှိကြောင်း CCDAC မြန်မာမှတရင်ထုတ်ပြန်ထားတယ်လို့သိရပါပါတယ်ရှင်နောက်ထပ်တင်ဆက်ပေးမှာကတော့ပုံတီးမဲ့တေးသင်းဗီဒီယိုဖန်တီးထုတ်လွှင့်သူနဲ့စီစဉ်သူတွေကိုအမှုဖွင့်အရေးယူမယ်လို့ဆိုတဲ့တဲ့။ တရေတီစုအောင်မစီရဲ့ပုံကြီးမဲ့တည်တဲ့ချင်းဗီဒီယိုနဲ့ပတ်သက်လို့ဖန်တီးထုတ်လွှင့်သူနဲ့စီစဉ်သူတွေကိုအမှုဖွင့်အရေးယူနိုင်ဖို့ဆောင်ရွက်လျက်ရှိတယ်လို့ပြန်ကြားရေးဝန်ကြီးဌာနကမတ်လ19ရက်နေ့မှာထုတ်ပြန်ကြေညာကြောင်းသိရပါဗျ။ပုံကြီးမဲ့တည်တဲ့ချင်းဗီဒီယိုဟာမြန်မာလူမျိုးတို့ရဲ့အမျက်တနိုးတန်ဖိုးထားအကုန်ယူရတဲ့မြမတူရီယာပုံနဲ့ပတ်မာတွေကို ပြက်ရည်ပြူစော်ကားသပွဲဖြစ်နေတဲ့တရုတ်ပြက်ကပြဖြုတ်ပြီးခြင်းနဲ့ညဉ့်ညမ်းနဲ့အထိပ်ပဲပေါက်စေနိုင်တဲ့အထိပ်ပဲနှစ်ခွသချင်းစာသားတွေနဲ့ဖန်တီးထားတာကိုစစ်စစ်တွေ့ရှိရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်ဒီတေးသချင်းဗီဒီယိုနဲ့ပတ်သက်လို့ဖန်တီးထုတ်လွှင့်သူစီစဉ်သူပါဝင်သူတွေကိုအမှုဖွင့်အရေးယူနိုင်ဖို့စီစဉ်နေရရှိတယ်လို့အသိပေးထားကြောင်းသိရှိရပါတယ်ရှင်။ ပရိသတ်များရှင်ကျမတို့ရှယ်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးမှာဖြစ်ပေါ်နေတဲ့သတင်းပစ္စည်းများကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။